ျွန်တော်ရဲ့ Facebook friend တယောက်ဖြစ်တဲ့ပုဂ္ဂိုလ်ကကိုကျော်ကြီးတဲ့ဝိမုတ်တိမောင်ကျော်ကိုနည်းနည်းလေးဆုံးမပေးပါလားတဲ့ဝိမုတ်တိမောင်ကျော်ကထေကြီးပန်ထရာကိုကိုကျော်ကြီးဟိုအကောင့်ဟောင်းနေတယ်မှာပဲကဆုံးမပြီးသားသူတို့ပြောနေတဲ့ဇာတ်ကြီးကဗီဒီကတ်တော်မူရင်းနဲ့လွဲချော်နေတယ်ဆိုတဲ့အကြောင်းတွေကိုလည်းတည်တည်ချာချာပြောပြီးသားဗီဒီကတ်တော်မူရင်းနဲ့လွဲချော်နေလို့ရှိရင်အဲ့ဒါဖယားဟွန်တရားမဟုတ်ဘူးမိမိတို့တရားပဲဖြစ်လိမ့်မယ်မိမိတို့တရားကိုဟောခြင်းလို့ရှိရင်မိမိတို့တရားလို့ပြော ဖះဟောတရားလို့မပြောနဲ့ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဝင်ပြီးဝေရောက်ဝင်ပေးဝေဖန်စရာလည်းမလိုဘူးပုတ်ခတ်စရာလည်းမလိုဘူးစော်ကားစရာလည်းမလိုဘူးမိုးပြဝါရပဲဖြစ်ဖြစ်အခြားသောကြောက်သမောတို့ဘာလို့ဝါရဘောင်းဆောင်သည်ဗုဒ္ဓသာသနာလို့အမိခံလိုက်တဲ့အတွက်ကျုပ်တို့ကဝင်ရောက်ပြီးတော့ဟန်တားရတာဖြစ်တယ်အဲ့တော့သူကဘာတွေကြွညာလဲဆိုတော့အစိုးရကသူ့ကိုလည်းပြောတယ်မှားနေတယ်မလုံနဲ့ထေဤဗန်ထရာကိုလည်းပြောတယ်မှားနေတယ်ဒီပြောဟောဒီမပြောနဲ့သူတို့ကအာရမဝါရအရာ ထောင်ချခံနိုင်မိမဲ့သူတို့စကားကိုယုံကြည်သွားတဲ့လူတွေက အပယ်ထောင်မှာကြမှာလူတယောက်ကမိမိမှာမိစ္ဆာဒိဋ္ဌိအယူဝါဒမရှိဘူးကောင်းမှုကုသိုလ်တွေလို့ဘာဘာသာအယူဝါဒမှမရှိဘူးဖန်ဆင်းရှင်ရှိသလားမသိဘူးငါရှိတယ်လည်းမသိဘူးမရှိဘူးလည်းမသိဘူးအဲ့ဒီအယူဝါဒငါမှမရှိဘူးဒါပေမဲ့ဒီလူတွေလူသားတွေအတွက်ကောင်းကျိုးချမ်းသာဆိုတာရှိတယ်အဲ့ဒီကောင်းမှုတွေဆိုတာရှိတယ်အမေအဖေကငါ့ဘုံမှာကျေးဇူးရှိတယ်အမေအဖေကျေးဇူးကိုငါဆက်ရမယ် အမေအဖေကငါ့ကိုလူလောကနဲ့တွင်းလာပြီးတော့ငါ့ကိုနှုတ်ကြိုတိုက်ကျွေးလာတယ်ငါ့ကိုထမင်းကျွေးလာတယ်ငါ့ကိုပညာသင်ပေးလာတယ်ငါလူဖြစ်ဖို့အတွက်အမေအဖေကငါ့အတွက်ကျေးဇူးရှိတယ်အဲ့တော့အမေအဖေကျေးဇူးကိုငါဆက်ရမယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒီလူနဲ့ပြည်ရနိုင်တယ်ကောင်းကျိုးချမ်းသာတွေရှိတယ်အယူဝါဒတစ်ခုကိုစွဲကင်လိုက်တယ်ဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတာ ਨੇ အဲ့ဒီအယူဝါဒကြောင့်ပဲကုသိုလ်ကောင်းမှုကိုလုပ်တယ်အဲ့ဒီအယူဝါဒကိုယုံကြည်ပြီးတော့ကုသိုလ်ကောင်းမှုကိုလုပ်တယ် သို့တော့အဲ့ဒီအယူဝါဒကမှားယွင်းတဲ့အယူဝါဒတော့ဖြစ်တယ်။ဒါပေမဲ့လှုပ်တဲ့လှုပ်ရက်ကကောင်းနေတယ်။ကောင်းကျိုးချမ်းသာရှိတယ်။တခါတလေမှအဲ့ဒီကုသိုလ်ကံလှုပ်နေတဲ့ကောင်းမှုတွေကကောင်းကျိုးချမ်းသာမပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့မိစ္ဆာဒိဋ္ဌိအယူဝါဒအလွန်မတန်အားကြီးသွားပြီဆိုရင်ကောင်းကျိုးချမ်းသာတွေကအကျိုးပေးနိုင်တဲ့ဆွမ်းအားမရှိတော့ဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိသာလျင် လောကမှာအကုသိုလ်တရားတို့ရဲ့ စုစည်းရအကုသိုလ်တရားတို့မှာအပြင်းထန်ဆုံးအရာကမိစ္ဆာဒိဋ္ဌိပဲလို့မြတ်စွာဘုရားကဟောတာအဲ့တော့မောင်ကျော်တို့ကအခုနောက်ပိုင်းဘာတွေဟောလာလဲဆိုတော့ဟာလားဆင်းရဲဆိုတာလည်းမရှိဘူးချမ်းသာဆိုတာလည်းမရှိဘူးလောကဓာတ်တရား၈ပါးဆိုတာမရှိဘူးလောကကြီးဆိုတာမရှိဘူးဆိုတဲ့ဒီခေါ်လာတယ်ဒီနေ့ကကျွန်တော်အောက်မှာလာပြီးမန်းနဲ့ပုံကိုယ်ကြီးတန်လိုက်တုံးဆိုတဲ့အကောင့်တစ်ကောင်ပုံလေးလူပုံလေးတော့တင်ထားတယ်အကောင့်ကအကောင့်ပဲကြီးနောက်တစ်ခါရေဝတ္တဆိုပြီးဖုန်းကြီးလို့ထင်လိုက်တာသူ့ကိုယ်သူ ကိုရင်လို့စကားပြောသွားတယ်အဲ့ဒီ account တကောက်အဲ့တော့သူတို့ရဲ့အယူဝါဒကဘာလဲဆိုတော့ဒီလောကဆိုတာမရှိဘူးဒီလောကဆိုတာမရှိအဲ့ဒါအဇိတကိတ္တကံပလဝါဒပဲမိစ္ဆာဒိဋ္ဌိဆရာကြီး6ယောက်ထဲအဇိတကိတ္တကံပလဝါဒပဲအဲ့ဒီဝါဒကနကုတဲကမြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိဝါဒပါလို့ပြောထားပြီးသားပါရတိရွာစကြီးရဲ့အယူဝါဒလည်းအဲ့ဒီအယူဝါဒပဲဒါကိုရှင်မဟာကတ္တဖအနေပြီးနှိမ်နင်းခဲ့တာဒီတောက်တန်ဒီဒေသနာကြီးအများကြီးရှိတယ်ဒီလောကမရှိဘူးလို့ယူယူဆပြီးဆိုတဲ့အဲ့ဒါမိစ္ဆာဒိဋ္ဌိတန်းဖြစ်တာပဲ အဲ့တော့သူ့အောက်မှာမန်းနေတဲ့မောင်ကျောအောက်မှာမန်းနေတဲ့လူတွေကိုကြည်လိုက်တဲ့ခါကျတော့ဘသူတွေလဲလို့ကြည်လိုက်တဲ့ခါကျတော့မိမရှာဝါရဖြစ်တဲ့မိုးပြဝါရကိုဝါရကိုပါဆိုတော့ရေရေတင်းတင်းမပြောရင်တခုခုပြောရင်ဖះမဟုတ်ဖះမဟုတ်နဲ့ဖះနဲ့ကန်ကန်ပေါက်တယ်မိမရှာဝါရမိုးပြနောက်တစ်ခါကျတော့ဒီလောကဆိုတာမရှိဘူးဆိုတဲ့အဇိတကေတာကံပလာရဲ့ဝါရအဲ့တော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါရရှိနေတဲ့လူတွေကမောင်ကျောကိုအားပေးထောက်ခံနေတာ ဲ့တော့ကျွန်တော်အောက်မှာလဲလာမန်းနေတဲ့အယူတယောက်ရှိတယ်လူကြီးတော့ပိတ်ကန်နီးနေအခုချိန်ကြီးမိစ္ဆာဒိဋ္ဌိအယူဝါဒမှမသိဗုဒ္ဓအယူဝါဒမှမသိတဲ့ပုံကိုယ်ဒီတပုံကြီးရဲ့မြတ်စွာဘုရားကတုတ်တန်ဒေသနာပေါင်းများစွာမှာနောင်ဘဝသေပြီးတတဝါသည်ဖြစ်သလားမဖြစ်ဘူးလားဆိုရဲမိတဲ့မိကုန်းနေလောကသည်မြဲသလားမမြဲဘူးလားဆိုရဲမိတဲ့မိကုန်းနေငါအဲ့ဒီလိုမပြည့်ညက်ဘူးလေငါအဲ့ဒီလိုမဟုတ်ဘူးအကုန်လုံးဘာကြောင့်ညင်းပယ်တာလဲဆိုတော့ တတရဝါဒနဲ့အုတ်စီရဝါဒပေါ်မှာအမိပြုတ်ပြီးကြံစီထားတဲ့အရာတွေမို့လို့သူတို့အမေးတွေကိုဖြေလိုက်တိုင်းမှာတတရဝါဒနဲ့အုတ်စီအုတ်စီရဝါဒပေါ်မှာပဲကြံစီကြမှာအဲ့ဒီအတွက်ကိုအဲ့ဒါတွေအကုန်လုံးပြစ်ပယ်ပလိုက်တာအဲ့ဒါတွေကိုပြစ်ပယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားကဒါဆိုရင်အရှင်ဘုရားကတတဝါတွေကိုနောက်ဆုံး provide တယောက်ကမေးလိုက်မေးဖို့မင်းကြီးဟာရှင်းတယ်တတဝါတွေကတည်ပြီးမဖြစ်ဘူးလို့ အရှင်ဖရာကအဲ့ဒီပုံကမှန်တယ်လို့လက်ခံသလားဖြစ်တယ်လို့ပြောတဲ့ပုံကမှန်တယ်လို့လက်ခံသလားငါအဲ့ဒီလိုတရက်တည်းမဆုံးဖြတ်ဘူးလေဆိုတော့မြတ်စွာဘုရားရဲ့ဝါဒကတရက်တည်းဆုံးဖြတ်တဲ့ဝါဒမဟုတ်ဘူးအချောင်းကိုမှီပြီးအကျိုးဖြစ်တယ်ပြိဿသမုပ္ပါကရှင်းရှင်းလေးအဝိဇ္ဇာကြောင့်တဏအဝိဇ္ဇာကြောင့်တင်္ခါရဖြစ်တယ်တင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ဝိညာဉ်ညောင်းနိုင်ရုံဖြစ်တယ်အဝိဇ္ဇာချုပ်ရင်တင်္ခါရချုပ်တယ်တင်္ခါရချုပ်ရင်အဲ့တော့အချောင်းချုပ်ရင်အကျိုးချုပ်တယ်အချောင်းရှိရင်အကျိုးရှိတယ်ဖြစ်ဆိုသမျှအရာတွေအားလုံးသည်ချုပ်ခြင်းသဘောရှိတယ် အဲ့ဒါမြတ်စွာဘုရားဝါတာပဲအဲ့တော့ဒီအပေါ်မှာအခြေခံပြီးစဉ်းစားရတယ်အဲ့တော့မြတ်စွာဘုရားကဘသူနဲ့မှမတူအောင်လို့ဖြစ်ဆိုသည်မြတ်အရာလုံးဒုက္ခပဲဖြစ်တယ်ကွာတဲ့ဖြစ်ရင်ဒုက္ခတွေပဲဖြစ်တယ်တဲ့ချုပ်เสียရရှိရင်လည်းဒုက္ခတွေပဲချုပ်သွားတယ်တဲ့ဒုက္ခရဲ့ချုပ်ရာကရှိတယ်တဲ့အဲ့ဒီဒုက္ခတွေဘာကြောင့်ဖြစ်လဲဆိုတော့တမှုရိယရှိတယ်ကွာတဲ့အဲ့တမှုရိယတဏှာကွာတဲ့ဒါပဲအဲ့ဒီဒုက္ခတွေရောက်ချောင်းအချင်းကလည်းရှိတယ်ကွာတဲ့အဲ့ဒါမဂ်ကင်ရှင်ပါကွာတဲ့အဲ့မျက်စိမှာပြိပရာအလေလန်းနေအဲ့တော့ဒီအလေလန်းကိုမြင်မှုအတွက်ကို တတရဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိအယူတွေမေးသမျှအမေကုန်နေဘူးအကုန်ပယ်ချပြစ်လိုက်တာသူတို့ကမေးတဲ့ကောတတရနဲ့အုတ်စီရာမှာကတ်ပြီးမေးတာအဲ့ဒါတွေကိုဖြေလိုက်လို့ရှိရင်တတဝါသည်တတရဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိမှာပဲကတ်ညှိသွားမှာအဲ့တော့ပရိသတ်သမုပ္ပါအလိုရလေအကြောင်းရှိရင်အကျိုးဖြစ်တယ်ဖြစ်ဆိုသမျှအရာတွေဒီအကြောင်းရှိတယ်ဖြစ်လာပြီးချုပ်ခြင်းသဘောရှိတယ်ဆိုတော့အမြင်ကိုမြင်နိုင်အောင်လို့မြတ်စွာဘုရားကတစ္ဆာ၄ပါးကိုဟောတာအဲ့တော့ဒီသဘောတရားပေါ်မှာအခြေခံပြီးတော့ ဓမ္မကိုမစင်စားဘူးမကြံစီဘူးဒီသဘောတရားပေါ်မှာအခြေခံလိုက်တဲ့ခါကျရင်တမာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီတမာဒိဋ္ဌိပေါ်မှာအခြေခံပြီးတော့ကြံစီလိုက်တဲ့ဟာကတမာသင်္ကပ္ပဖြစ်သွားတယ်အဲ့ဒီပေါ်မှာအခုနထောက်လျှောက်ဝင်လာတဲ့အရာတွေဒီမဂ်ဂင်၈ပါးတမာမဂ်ဂင်၈ပါးဖြစ်သွားတယ်အဲ့ဒီပေါ်မှာမကြံစီဘဲနဲ့ဒီလူကိုခန္ဓာကြီးပေါ်မှာခန္ဓာ၅ပါးပေါ်မှာကြံစီပြီးဟဲ့ဆိုတာ ਨੇ မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့တော့မောင်ကျော်တို့ကြံစီနေတဲ့အရာတွေဒီခန္ဓာကိုယ်ကြီးပေါ်မှာကြံစီနေတယ်အဲ့တော့သူ့ကိုမေးတယ် तू อ่ะงาပြုတ်နေပြီတဲ့งาဆိုတဲ့အဆွဲပြုတ်နေပြီဟုတ်ပြီမင်းงาဆိုတဲ့အဆွဲပြုတ်နေမိမိကိုကိုမီးနဲ့ရှို့လိုက်လက်တွေခြေောက်တွေမီးနဲ့ရှို့လိုက်ပူလာပူတယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာရှိသလားဒုက္ခဆင်းရဲသည်ရှိသလားအပေါ်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 ဝန်းနေတယ်ဝေးပေါ်သွားပြီဖြစ်တာမောင်မောင်ကျော်အဲ့လောက်မမီးနဲ့တော့ဘာတော့ညာတော့မောင်ကျော်အကြောင်းသိချင်းအာအဲ့ဒီကြတဲ့ तू อ่ะဘုံကြီးเจ้ามา6နှစ်သားတွေကနေလာတာတဲ့မဟာစီရိတ်တာမာတဲ့တတလုံးနေလာတာတဲ့ ဘုန်းကြီးကျောင်းရဲ့တရားတွေအကုန်သိတယ်တဲ့ဓမ္မရိပ်တာမှာနေလို့တရားရကြရေးဆိုရင်ရိပ်တာတွေကခွေးတွေအကုန်လုံးအဲ့တရားရကုန်နေမယ်ဟုတ်လားဘုရားဘာသာရဲ့အရာကအသိဉာဏ်နဲ့သွားကြတာအဲ့ကြတဲ့သူကထပ်ပြီးတော့ပြောတယ်ခင်ဗျားပြောတော့သူများကအောင်မဝေဖန်မဝေဖန်ဘူးမောင်ကျော်ကိုဝေဖန်နေတာမဟုတ်ဘူးမောင်ကျော်ကိုကနေကိုမိစ္ဆာဒိဋ္ဌိအယူဝါဒယူထားရင်ကိုကျော်ကြီးအနေနဲ့ဝေဖန်စရာလည်းမလိုဘူးပုတ်ခတ်စရာမလိုဘူးကိုမြင့်ကြီးတဲ့ကိုဘကိုရက်ပြီးဆင်းတဲ့ကိစ္စ လိုင်းပေါ်တက်ပြီးတော့ဗုဒ္ဓဘာသာတရားတွေပါလို့ဟောနေတဲ့အတွက်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအယူဝါဒတွေကဗုဒ္ဓတရားတွေပါလို့ဟောနေတဲ့အတွက်ကိုနှိမ်နင်းရတာ မောင်ကျော်ကိုဝေဖန်တာမဟုတ်ဘူးမောင်ကျော်ကိုနှိမ်နင်းတာဟုတ်ပြီလားရင်းရင်ကျကျအနေနဲ့မောင်ကျော်ရဲ့အောက်မှာလာပြီးတော့ကောမတ်ကလေးတွေနဲ့မြတ်စွာဘုရားရဲ့တရားတွေနဲ့နှိမ်နင်းတယ်အခုနှိမ်နင်းခြင်းသည်မောင်ကျော်ကိုနာမည်တက်ပြီးနှိမ်နင်းတာဟုတ်ပြီလားမောင်ကျော်တို့ယူတဲ့အယူဝါဒတွေသည်အဇိတကေတကံပလာရဲ့ဝါဒ တပိုင်းတစကိုယူထားတယ်ဒိဋ္ဌိဆိုင်6ယောက်တလုံးရဲ့တပိုင်းတစပါပဲအဓိကဘာကိုယူထားလဲဆိုတော့မိမရှာဝါရဖြစ်တဲ့မိုးပြာဥညာနာရဲ့ဝါရတွေကိုအများသောအဖြစ်ယူထားတာတွေ့ရတယ်ဟုတ်လားအယူဝါရတစ်ခုကငါအယူဝါရလို့ပြောရတဲ့တတိရှိရတယ်ငါမြင်တာငါသိတာလို့ပြောရတဲ့တတိရှိအဲ့လိုမှမရှိပဲဖះမဟုတ်ဖះမဟုတ်ဖះနဲ့ကန်ကန်ပြီးလက်ညှိုးထိုးနေတယ်ဆိုရင်ဗိဒကကိုပဲပြောဖះဟောတဲ့စကားကိုပြောခြင်းဗိဒကကိုပဲပြော ဘီရက်ကကိုအားနဲ့လွဲချော်ပြီးပြောချင်တယ်ဆိုရင်ငါဝါရလို့ပြောဟုတ်ပြီလားအခုဘီရက်ကကိုလက်မခံမဲနဲ့ငါဝါရကလည်းပြောသေးတယ်ပြီးရင်ဖះမဟုတ်ဘူးဖះမဟုတ်ဘူးနဲ့ဘီရက်ကကိုတခါပြန်ပြီးတော့ပုတ်ခတ်နေတယ်ဆိုတော့ဟွာအဲ့ဒါမိမရှာဝါရလို့ခေါ်တယ်ဟုတ်ပြီလားအဲ့တော့ခန္ဓာကိုယ်မှာမီးလောင်ရင်ပူသလားပူတဲ့အစင်းရဲ့ဒုက္ခကြီးကထင်ထင်ရှားရှားရှိသလားအဲ့ဒီစင်းရဲ့ဒုက္ခကိုဘယ်သူခံစားတာလဲပြီးတော့ဘယ်သူငါမှမရှိတာတဲ့ဘယ်သူကခံစားမှလဲစင်းရဲ့ဒုက္ခမရှိဘူးလားရှိနေတာလေ အဲ့ဒါလောကရန်တရားကြီးကြီးစင်းရဲတယ်ဆိုတာလောကရန်မင်းဒီခန္ဓာကိုယ်တွေထိခိုက်ပျက်စီးသွားတယ်နာကျင်တယ်ဝိဒနာတွေစင်းရဲနေတယ်အဲ့ဒါလောကရန်မင်းလောကရန်ရှိရတာနဲ့လောကရန်မရှိဘူးလို့ပြောတယ်ဒါဆိုတော့ဘသူခံစားရတာလဲပြီးတော့အဲ့မိကွန်းကမှားနေတယ်မှားရင်အမှန်ပြောဆိုလို့လည်းမပြောတတ်ဘူးရုပ်နဲ့တွေ့ထိစရာနဲ့တွေ့ရှိတယ်တွေ့ထိလို့ကာယဝိညာဉ်ပေါ်လာတယ်ဘသူခံစားလဲလို့မေးလို့ရှင်ကာယဝိညာဉ်ခံစားတယ်ဆိုတော့အဖြေကိုပေးနိုင်ရတယ်ငါခံစားတာလည်းမဟုတ်ဘူး ဝိညာဉ်ကခံစားရတယ်မူကာယမှာဖြစ်ပေါ်လာတဲ့အတွေ့အကြုံကြောင့်ဖြစ်ပေါ်လာတဲ့ကာယဝိညာဉ်ကြောင့်ကာယဝိညာဉ်ကအဲ့ဒီဝေဒနာကိုခံစားတယ်လို့ပြောနိုင်တဲ့အစွမ်းတတ္တိမရှိတဲ့အခါဘာတရားမှမရှိတာကျွန်တော်ကားတဲ့တရားသိတာတဲ့တရားရှိတာမဟုတ်ဘူးလေတရားမရှိရင်တရားမသိဘူးတရားရှိတဲ့လူသားလည်းရင်တရားသိတယ်အဲ့တော့မိစ္ဆာဒိဋ္ဌိဆက်ဟောရင်ပြင်းပြထန်ထန်နေနေမယ်